ပြည်သက်နေပေါ့နော်ဒီ1171ပြိုင်ပွဲပြီးတုန်းကကျွန်တော်ပြောခဲ့တဲ့စကားတစ်ခွန်းမှတ်မိကြသေးလားဗျအဲ့တုန်းကလေဒီ time fighter တယောက်ရဲ့ပွဲစဉ်ပြတ်သွားလို့ပေါ့နော်ဒီ1171ပြိုင်ပွဲကဟို time fighter ပွဲစဉ်လုံးဝပါဝင်ခြင်းမရှိတဲ့ပြိုင်ပွဲဆိုပြီးကျွန်တော်ဆွဲထုတ်ပြခဲ့တယ်ပေါ့နော်ဒီ time chase fight championship ကဒီ time fighter တွေကိုဦးစားပေးကျင်းပနေတဲ့အနေအထားမှာ11 century 1ပြိုင်ပွဲကတော့ဒီ time fighter ပွဲစဉ်လုံးဝမပတဲ့ပွဲစဉ်မျိုးဆိုပြီးတော့ကျွန်တော်ပြည်သက်တွေကိုချပြခဲ့ဘူးတယ်ပေါ့နော်ဟိုဒါကတော့ဒီ2025ခုနှစ်အတွင်းထူးခြားတဲ့ဟိုမှတ်တမ်းတစ်ခုပေါ့နော်အဲ့ဒီအတိုင်းပဲပေါ့နော်ဒီကနေ့ထပ်ပြီးပြောချင်တာကဟို time fighter တွေလုံးဝနိုင်ပွဲမရတဲ့ပွဲတစ်ပွဲပေါ့ပြိုင်ပွဲတစ်ပွဲအကြောင်းပေါ့အဲ့ဒီပြိုင်ပွဲကဒီ ဒီမနေ့ကကျင်းပသွားတဲ့1 5 night 30ပြိုင်ပွဲပေါ့နော်အဲ့ဒီပြိုင်ပွဲအကြောင်းလေးကျွန်တော်နည်းနည်းလေးပြောပြချင်ပါတယ်အဲဒီအကြောင်းကိုမပြောခင်ပေါ့နော်ဒီကျွန်တော်တို့ငလျင်ဘေးနဲ့ပတ်သက်ပြီးတော့ဒီကူညီလာတဲ့နိုင်ငံတစ်ခုအကြောင်းပေါ့နော်ဟိုထဲထဲဝင်ဝင်ရှေ့ခြေလန်းတိုးလာတဲ့နိုင်ငံတစ်ခုအကြောင်းကိုအရင်ဆုံးပြောပြချင်ပါတယ်အဲ့ဒါကတော့ဒီ UK ပေါ့နော် UK မနေ့ကလည်းကျွန်တော်ပြောခဲ့တယ်ပေါ့နော် UK ရဲ့နည်းနည်းလေးထူးခြားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံနဲ့ပတ်သက်ပြီးကူညီကြတဲ့အထက်မှာ ဒီနိုင်ငံရေးနဲ့ကစားတဲ့နိုင်ငံကြီးတွေပါတယ်ပေါ့နော်ဟိုတရုတ်တို့ရုရှားတို့ဆိုရင်ရှေ့ဆုံးကနေထွက်လာတယ်အမေရိကဆိုရင်နှစ်တန်းလောက်ပဲကူညီပြီးတော့ဘာမှမလုပ်ဖက်နဲ့ပြီးနောက်ဆုံးနေပေါ့နော်အဲ့လိုပုံစံမျိုးနဲ့အနေထားမှာ UK ကတော့ဟို politics တွေမကြည့်ပဲနဲ့ပေါ့နော်ဒီမြန်မာပြည်ကိုကူညီနေတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ရှေ့ကဗီဒီယိုမှာတော့ကျွန်တော်ပြည်သက်တွေကိုပြောခဲ့တယ်ပေါ့နော်အဲ့တော့ထပ်ပြီးပြောချင်တာဘာဖြစ်လဲဆိုတော့ဒီ UK ကပေါ့နော်ကျွန်တော်တို့နဲ့ပတ်သက်ပြီးကူညီတဲ့အနေထားမှာဟို ခြေလှမ်းနေပို့ပြီးစိတ်လာတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ UK ရဲ့ပထမဆုံးကုညီတုံးကကြတော့ပေါင်10တန်းကုညီမယ်ဆိုပြီးဒီရှေးဆုံးကနေကျင်ညာတဲ့နိုင်ငံတွေထဲမှာပါတယ်အဲ့တော့ပေါင်10တန်းကဒီအစောပိုင်းကတည်းကသူတို့ကုညီတယ်ပေါ့နော်အဲ့လိုကုညီပြီးတော့ဒီမနေ့ကတော့ပေါ့နော်မနေ့ကဒီ DEC ပေါ့နော် DEC ဆိုတဲ့အဖွဲ့အစည်းတစ်ခုဒီ UK မှာရှိတယ်ဘယ်လိုအဖွဲ့အစည်းမျိုးလဲဆိုတော့သူကဒီ UK အတွင်းမှာရှိတဲ့ဒီ ဒီပရိုက်တာဖွဲ့စည်းတကယ်ဟိုကဘာနဲ့ချီပြီး international နဲ့ချီပြီးတော့ကူညီနေတဲ့အဖွဲ့အစည်း15ခုပေါင်းထားတဲ့ဟိုအဖွဲ့အစည်းပေါ့နော်ဒီ DEC ဆိုတဲ့ဟိုကော်မတီတစ်ခုရှိတယ်အဲ့ဒီဟာကဒီသူတို့အစိုးရဖွဲ့ဝင်ကြီးတွေလည်းပါတယ်ပေါ့နော်အဲ့ဒီအဖွဲ့ကနေဦးစီးပြီးတော့ဟိုမြန်မာငလင်ပြည်အတွက်ကူညီဖို့သူတို့ခြေလှမ်းတွေလှမ်းလာတဲ့အနေအထားမှာမနေ့ကစပြီးတော့သူတို့ဟိုနေရာပေါင်းစုံမှာသူတို့လှုပ်ရှားမှုတွေလုပ်တယ်ဟိုဝင်ကြီးတွေကလည်းကူညီဖို့ထုတ်ပြောတဲ့အဖွဲ့ဝင် အဖွဲ့အစည်းတွေကလည်းကူညီဖို့ထုတ်ပြောတယ်ပေါ့နော်အဲ့လိုအနေထားမှာဘသူကပထမဆုံးစပြီးကူညီလာလဲဆိုတော့ဒီဖီသိန်းဘရင်ကြီးနဲ့ဘရင်မာကြီးကပေါ့နော်အဲ့ DEC ကိုလှမ်းပြီးတော့ပေါင်5တသမ5တန်းလှူတယ်ဒါကပထမဆုံးနေ့မှာပဲဒီဘရင်နဲ့ဘရင်မာကြီးကိုတိုင်ကပေါ့နော်5တသမ5တန်းလှူလိုက်တဲ့အကြောင်းဒီမနေ့ကအင်္ဂလန်ကသတင်းမီဒီယာတွေမှာအဲ့ဒီသတင်းကတော်တော်ကြီးကိုဟိုဖုံးလွှမ်းသွားတယ်ပေါ့နော်ဘရင်နဲ့ဘရင်မာကြီးကဒီလိုရရရောလှူတဲ့ဆိုပြီးတော့ တစ်ချိန်တည်းမှာပဲဘလို့ထပ်ပြီးတော့ UK အစိုးရကြေညာလဲဆိုတော့ဒီ DEC မှာ UK ကို UK ပြည်သူတွေကပေါ့နော်ဒီ DEC မှာတပေါင်းထည့်မယ်ဆိုရင်အစိုးရကနောက်တပေါင်းထပ်ပြီးတော့ပြည်သူနဲ့အတူလိုက်ပြီးတော့ထည့်ဝင်လှူရမ်းမယ်တဘောကဟိုကျွန်တော်က DEC မှာပေါင်တရားလှူရဲဆိုရင်အစိုးရကလည်းကျွန်တော်နဲ့ညီမျှတဲ့ပေါင်တရား DEC ကိုထက်လှူမယ်အဲ့လိုပမာဏကသူကဘယ်ပမာဏအထိရောက်သွားမလဲဆိုတော့ဟိုအစိုးရက ောင်၅သန်းအထိတို့လိုက်ပြီးတော့ဒီအလူရှင်နေနဲ့ရင်ပေါင်တန်းပြီးတော့ဗောဒီစီတဲ့ကိုထဲ့ဝင်လှူဒန်းမယ်ဆိုပြီးတော့တရားဝင်ကြင်ညာလိုက်တယ်အဲ့တော့သဘောကဟိုဒီစီမှာလူတက်မှုကဟိုဘလောက်ပမာဏရှိမယ်တော့ကျွန်တော်လည်းမသိဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီအတိုင်းပဲနောက်ထပ်တစ်ဆတစ်ဆတိုးလာမယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်သွားတယ်နောက်ထပ်ထူးခြားတဲ့တစ်ချက်ကဘာဖြစ်လာလဲဆိုတော့ဒီမနက်မှာပဲပေါ့နော်အဲ့ဒီ UK ကဒီ Indo Pacific ဒေတာရဲ့ဝင်ကြီးကအဲ့ DC ရုံးကိုလာတယ်။ရုံးကိုလာပြီးတော့ဒီအစိုးရအနေမှာထပ်ပြီးတော့ဒီမြမငလျင်ဘေးအတွက်ကူညီဖို့နောက်ဆက်ဆယ်တန်းထပ်ပြီးကူညီမယ်ဆိုပြီးတော့သူမကတရားဝင်ကြေညာသွားတယ်။အဲ့ဒီတော့ဘလောက်ထိပမာဏဖြစ်လာလဲဆိုတော့ UK ကအစောတုန်းကပေါင်ဆယ်တန်းလှူတယ်။အခုဒီမနက်မှာထပ်ပြီးတော့ပေါင်ဆယ်တန်း DC မှာလှူမယ်ဆိုတော့အစိုးရတင်ကိုပေါင်တန်း20ဖြစ်သွားပြီ။အဲဘီယန်နဲ့ဘီယန်မာကြီးကလည်းပေါင်1.5တန်းလှူထားတယ်ဆိုတော့ ဟိုစုစုပေါင်းတော့အဲ့ဒီဟာတန်ကအသက်တန်ကပေါင်29.5တန်အထိဖြစ်လာပြီဒါ DEC ကနေတကယ်အလှခံနေတဲ့ပမာဏတွေအစိုးရကဒေါ်လာ5တန်အထိလိုက်ပြီးတော့အလှရှင်တွေနဲ့ညင်ပေါင်းတက်ပြီးလှမယ်ဆိုရအကြောင်းနေမပါသေးဘူးပေါ့နော်အဲ့တော့ဝါဆာကမာပေါ့နော်ရေဘူးရအကြမ်းမြင့်တွက်ကြည့်မယ်ဆိုရင်ဒီ UK ကနေမှကျွန်တော်တို့ငလင်ဘေးကိုကူညီမဲ့စုစုပေါင်းငွေပမာဏကပေါင်တန်30နဲ့ကျော်အထက်မှာရှိနေတယ်ပေါ့နော်ဒါတော့ကျွန်တော်ဒီ ငလျင်နဲ့ပတ်သက်ပြီးပေါ့နော်နိုင်ငံတကာကကူညီတဲ့အနေထားတွေလိုက်ပြီးတော့ဒီလွန်ခဲ့တဲ့တစ်ပတ်အတွင်းအဆက်မပြတ်သတင်းတွေကိုစောင့်ကြည့်တယ် analyze လုပ်တော့ဟိုပေါင်တန်း30ဆိုတဲ့ပမာဏကဒေါ်လာတန်း40အဲ့လိုအဲ့လိုအဲ့လိုအဲ့လောက်ထိရှိမှာပေါ့အဲ့လောက်ထိရှိမှာဆိုတော့ဟိုတရုတ်တောင်မှနဲ့ယွမ်တန်း100လောစေလှူထားတယ်ဆိုတော့ယွမ်တန်း100တရာကတရုတ်ရဲ့စုစုပေါင်းယွမ်တန်း100တရာကဒေါ်လာနဲ့ပြန်တွက်မယ်ဆိုရင်ပေါင်73တန်း14တန်းဝန်းကျင်လောက်ရှိရပေါ့နော်အဲ့တော့ တရုတ်အများဆုံးဖြစ်နေတဲ့အနေအထားမှာ UK ကဒီလိုလှူလာတဲ့ဆိုတော့သိကြတဲ့ကျွန်တော်တို့မြန်မာငလင်ဘေးမှာ ကုညီမှုအများဆုံးက UK ဖြစ်လာပြီလောစင်မှာ UK ဖြစ်လာပြီသူတို့ကအဲ့လောက်ထိလှူတယ်ဆိုတော့ကျန်တဲ့နိုင်ငံတွေအနေနဲ့လိုက်ပြီး match ဖြစ်ဖို့ရှင်ပြီးလှူဖို့ဟိုရုပ်ရုပ်ရည်တော့မဖြစ်နိုင်တော့ဘူးပေါ့နော်ဒီလောက်ပမာဏအထိအဲ့ဒီတော့အချိန်ထဲမှာပေါ့နော်ဒီကျွန်တော် Facebook ပေါ်မှာအဲ့ဒီအလှူတန်းနေကြောင်ကျွန်တော်ရေးတော့ဘယ်ဟိုရောက်လဲဘယ်ဟိုရောက်လဲဆိုရပြည်သက်တွေကဟို တနည်းရတွေနဲ့ပေါ့နော်တချို့ကလည်းကျွန်တော်ရေးတာဘယ် against လောက်တာလားတချို့ကလည်းတကယ်မသိလို့လားပေါ့နော်အဲ့တော့ဟိုအမျိုးမျိုးပေါ့နော်လှူတာကတော့နိုင်ငံတွေကလှူကြတယ်တချို့က government to government လှူတယ်ပေါ့နော်တချို့ကကြတော့ဟိုဟိုသူတို့လှူလိုက်တဲ့အဖွဲ့အစည်းက government ကိုမပေးဘူး UN ကအဖွဲ့အစည်းတွေနဲ့ဒီ UNICEF တို့လို့ဟို US ဒီ UNCHR အဲ့လိုအဲ့လိုပုံစံမျိုးတွေညာနေသူကလှူကြတယ်ပေါ့နော်အဲ့တော့ဟိုပြည်သူစီတိုက်ရိုက်မရဘူးမရဘူးဆိုလို့ပြီးလာလာပြောနေတဲ့လူတွေကြာကျွန်တော်လည်းဟို pride ngo တွေမှာလှုပ်ဖို့တော့လှုပ်ဖို့တဲ့သူမဟုတ်တော့မသိဘူးပေါ့နော်အဲ့လိုတော့ဒါပေမဲ့ဟိုတချို့ကတော့ government to government လှူတယ်ဒါပေမဲ့တချို့နိုင်ငံတွေလှူတာကမြန်မာပြည်လိုတာခေါင်းစဉ်တက်လိုက်တာသူတို့ကိုယ်တိုင်လာပြီးဟို government to government လှူတာမဟုတ်ဘူး UN အဖွဲ့အစည်းတွေကနေလှူတာအဲ့တော့အခုဒီ UK ကလှူတဲ့ပေါင်တန်း30အကျော်ချောင်းပေါ့နော်ကျွန်တော် ပြောရရင်ဘယ်နေသူတို့ကလုံမလဲဆိုတော့ DEC ကနေလုံမယ်အဲ့ DEC အဖွဲ့အစည်းမှာကဒီ UK ကနေနိုင်ငံတကာပေါ့နော်နိုင်ငံတကာအထိဖြန့်ကျက်ကူညီနေတဲ့အဖွဲ့အစည်းတွေ NGO INGO တွေရှိမယ်အဲ့ဒီအဖွဲ့အစည်း15ဘွဲ့သူတို့ကဖွဲ့စည်းထားတဲ့ DEC comedy ပေါ့နော်အဲ့ဒီကနေမှသူတို့ကလှုပ်မယ်ဆိုတော့ဒီတန်း30ကတည်ကြတဲ့အဲ့ဒီ15ဘွဲ့ရနေမှသူတို့မြန်မာပြည်တဲကိုရောက်လာမယ်လို့ကျွန်တော်ဟိုပြောလို့ရတယ်ပေါ့နော်အဲ့တော့အဲ့အဲ့15ဘွဲ့ဘယ်ဖွဲ့တွေလဲဆိုတော့ဒီဒီဒီ list မှာဒီ list မှာရှိတဲ့အဖွဲ့တွေ အဲ့ဒီအဖွဲတွေကနေမှသူတို့ရောက်လာမယ်အဲ့တော့ဟိုဒီပတ်စံတွေဘယ်ရောက်သွားလဲဘယ်ရောက်သွားလဲဆိုရယ်ပုံစံမျိုးတွေလာလာမေးတဲ့သူတွေပေါ့နော်ကွန်မန့်မန့်တဲ့သူတွေနေနေတော့ဒီကနေဒီအဖွဲစီးတွေကနေလာမှာဒီအဖွဲစီးတွေကနေမြန်မာပြည်ကိုလာပြီးတော့အကူအညီပေးမှာဒါလို့ဆိုရင်ဟိုအဆင်ပြေလောက်ပြီလို့ကျွန်တော်ဟိုယူဆရပေါ့နော်အဲ့တော့ဒါကဒီဒီမနက်မှာထူးခြားလာတဲ့လှူဒန်းနဲ့ပတ်သက်ပြီးပေါ့ထူးခြားလာတဲ့အနေအထားတစ်ခုကျွန်တော်ပြောပြတာ နောက်ထပ်ပြောချင်တာပေါ့နော်နောက်ထပ်ပြောချင်တာကတော့ဟိုမနေ့ကပေါ့နော်မနေ့က1 championship ကဒီ1 fight night 30ပြိုင်ပွဲမှာထိုးတဲ့ပွဲတစ်ပွဲပြီးမှမြန်မာငလင်ဘေးအတွက်ဟိုအဲ့ fighter နှစ်ယောက်ကဟိုဘောင်းမီတွေလေးလံတန်လိုက်တယ်ဆိုတော့ status တခုထက်လာတက်လာတယ်အဲ့ status ကဟို1 championship ရဲ့ trend out နဲ့ again ပေါ့နော်သူကရေးလိုက်တာဘလို့ရေးလိုက်လဲဆိုတော့ဒီ Nico Carillo နဲ့ Setter Chain တို့ပွဲပြီး trend စာရှင်းလင်းပွဲမှာသူတို့ကဟိုဘောင်းမီနှစ်ထဲကို ဟိုကင်ပြီးတော့ဗောနော်ဒီဘောင်းမီတွေကိုလေးလံတင်ပါမယ်ဟိုဟိုမြမငလျင်ဘေးအတွက်ဟိုရလာတဲ့ငွေကြေးတွေလှူမယ်ဆိုပြီးတော့ဟိုနစ်နစ်အကင်အဲ့လိုရေးလိုက်တာဗောနော်အဲ့လိုရေးလိုက်တော့အဲကျွန်တော်ကအဲ့ဒါနဲ့ကျွန်တော်ပြန်ပြီးတော့ဘလို့ကျွန်တော်ရဲ့မြမစပေါ့မှာဘလို့ပြန် share လိုက်လဲဆိုတော့ဟိုငလျင်ဘေးအတွက်လှူမယ်ဒါပေမဲ့ဘန်ကောက်မှာထိတဲ့သူတွေအတွက်လှူမယ်ဆိုပြီးတော့ကျွန်တော်ကပြန်ပြီးတော့မြန်မာလိုရေးလိုက်တယ်အဲ့လိုရေးလိုက်တော့ဟိုတချို့ပေါ့နော်စာတတ်ပေးတဲ့ပုံကိုကြီးတယ်ဘယ်လိုလဲဆိုတော့ ဟိုတရင်တော့နင့်အကင်ရေးထားဘလို့လဲမသိဘူးလားမဖတ်တတ်ဘူးလားဟိုသူပြောချင်တာကမြမငလင်ပေးအတွက်ဟိုလှူတယ်လို့ရေးထားတော့မြမပြည်ရောက်လာမယ်ပေါ့သူတို့ပြောချင်တဲ့ဆရာကြီးတွေတပည့်တဘောကပုံမှန်အားဖြင့်တော့ပေါ့နော်ပုံမှန်အားဖြင့်ကျွန်တော်ကဟိုအဲ့လိုဒီတားကြီးပြန်မရှင်းမှုပြကျွန်တော်ကသတင်းတင်ဆက်ရင်တကယ်အတိအကျကျနဲ့ကျွန်တော်သိပြီးဆိုမှကျွန်တော်ပြောတဲ့အတွက်ဟောလို့ကျွန်တော်ကဘန်ကောက်ကဗီဒီယိုတွေအတွက်ရေးတာတော့ဒီလူတွေကလို့ထားဆိုတော့နည်းနည်းတော့ဘူကလန်တိုက်တယ်လို့ကျွန်တော်မြင်တယ်ပြအဲ့တော့ကျွန်တော်ပြောချင်တာက ကျွန်တော်ကအဲ့ဒီပွဲကိုကျွန်တော်ကိုယ်တိုင်သွားကြည့်တယ်သွားကြည့်မဲ့အကြောင်းပြည်သက်တွေတောင်မနေ့ကတင်ဆက်ခဲ့တဲ့ဗီဒီယိုဒီမှာခဲ့တဲ့ကျွန်တော်ရှင်းပြတယ်လေပြည်သက်တွေကိုကျွန်တော်လူလူသွားကြည့်မယ်ဆိုတော့အဲ့တော့အဲ့ဒီပွဲကိုကျွန်တော်ကိုယ်တိုင်သွားကြည့်တာသွားကြည့်ပြီးတော့အဲ့ဒီမှာလည်းကျွန်တော်ကိုယ်တိုင်ရှိတယ်ရှိတဲ့အပြင်အခုလှူမယ်ဆိုတော့ fighter နှစ်ယောက်ရဲ့ manager တွေနဲ့လည်းကျွန်တော်ရင်းနေတယ် personally လည်းရင်းနေတယ်ပြီးတော့ net again နဲ့လည်းကျွန်တော်နဲ့အရင်ရင်းနေရဒီအကြောင်းကိုတောင်းတာမယုံမလွန်ကျွန်တော်ပြောရရင် ဟိုကျွန်တော်နဲ့ Sewer Blood နဲ့ဒီလိုဒီလိုကျွန်တော်တို့လေလံတင်ထားတဲ့ဆိုတဲ့အကြောင်းနဲ့ again ပြောပြတော့နဲ့ again အနေမှာတချို့ fighter လေးပြောပြပြီးတော့ဒီလိုပုံစံမျိုးထွက်လာတဲ့လို့တောင်ယူဆလို့ရတယ်ဟိုသူတို့လည်းဒီလိုကုညီလို့ရပါလားဆိုတဲ့ပုံစံမျိုးနဲ့ထွက်လာလို့ရတယ်ပြောချင်တာကအဲ့လိုအဲ့လိုအဲ့လိုဆရာကြီးတွေကျွန်တော် Brooklyn လာတိုက်တဲ့လူတွေပေါ့အဲ့တော့ H data ကိုတင်တဲ့သူကဒီ set chain ရဲ့ manager ပေါ့နော် Tristan ဆိုပြီးတော့ Thai လူမျိုးတယောက်ရှိတယ်။သူနဲ့ကျွန်တော်နဲ့ရင်းနှီးတယ်ပေါ့နော်။သူကဘယ်လိုရေးထားလဲဆိုတော့တေချာကိုရေးထားတယ်။ဒီငလျင်ဒန်ကိုမှ Bangkok က Bangkok ကဘန်ကောက်မှာထိခိုက်ခဲ့တဲ့သူတွေအတွက်သူကပြန်ပြီးမျှဝေမယ်ဆိုပြီးတော့သူရေးထားတယ်။သူရဲ့မူရင်းပို့မှာအဲ့လိုရေးထား။အဲ့တော့ နေအကင်ရေးတဲ့မြမငလင်းဆိုဟုတ်တယ်ငလင်းကကျွန်တော်မြန်မာပြည်ရဲ့နေဖြစ်လိုက်တဲ့ငလင်းမို့နေအကင်ကမြမငလင်းလို့ရေးတာဒါပေမဲ့ထိကြိုက်တဲ့သူတွေကဘန်ကောက်မှာထိကြိုက်တဲ့သူတွေအတွက်ပြန်လှူမဲဆိုတဲ့အကြောင်းကိုသူကအဲ့ထက်မှာတော့မပါဘူးဒါပေမဲ့အဲ့ဒီ fighter တွေရဲ့ manager တွေရေးတဲ့ post မှာပါတယ်ဒါကြောင့်မို့ကျွန်တော်ကဘန်ကောက်မှာဟိုဘန်ကောက်ကထိကြိုက်တဲ့သူတွေအတွက်ပြန်လဲလှူဒန်းမဲဆိုတဲ့အကြောင်းကိုကျွန်တော်ရေးတာအဲ့တော့ဒီလောက်ဆိုရင်ဟိုဘူဂလန်တိုက်တဲ့ဆရာကြီးတွေပေါ့နော်ဟိုတချို့ဆရာကြီးတွေအဲ့လိုအဲ့လောက်ဆိုရင်သူတို့နားလဲလောက်ပြီဗျာကျွန်တော်လည်းပြန်ပြီးမရှင်းញံဘူး ဟိုဒီလိုကူညီတာကောင်းတယ်ကြိုးဆိုတယ်ဒါပေမဲ့ဟိုဘောကျွန်တော်ရေးတဲ့ဟာကိုပဲဆရာကြီးတွေပုံစံမျိုးနဲ့အဲ့လိုလာလာလောက်တဲ့ကောင်းနေတိယုံပေါ့ဗျာတိယုံပေါ့ကျွန်တော်ပြန် share ပြတာပေါ့အဲ့တော့အဲ့တော့ဟိုအဓိကပြောချင်တဲ့အကြောင်းအရာကတော့လာပြီပေါ့နော်အဓိကပြောချင်တာကတော့ဒီမနေ့ကကျင်းပသွားတဲ့15 night 30ပြိုင်ပွဲပေါ့နော်ဒီပြိုင်ပွဲကိုဟိုအမှန်တမ်းပြောရင်တော့ပေါ့နော်ကျွန်တော်သွားကြည့်တဲ့ရည်ရွယ်ချက်ကအာ ဆက်ဆံပွဲကြည်ကြံလို့ပေါ့နော်ဆက်ဆံပွဲကြည်ကြံလို့ဆိုလင်းဦးကိုအနိုင်ယူထားတဲ့ဆက်ဆံပွဲအဓိကကြည်ရင်တဲ့အချက်ပါတယ်အားကြောင့်မို့သွားကြည်တယ်ပေါ့နော်သွားကြည်တော့ကျွန်တော်ထူးထူးခြားခြားပါတွေ့ရလဲဆိုတော့ဒီပြိုင်ပွဲမှာ Time Fighter 3ယောက်ရဲ့ပွဲစဉ်ပါတယ်ထူးဆန်းစွာနဲ့ပဲအဲ့ Fighter 3ယောက်စလုံးရှုံးတယ်ဟိုရှုံးတာမှာရိုးတန်းနဲ့ရှုံးတာမဟုတ်ဘူးပူးစပတ်ဆက်ရှုံးတာပူးစပတ်ဆက်ကိုဘယ်လိုပူးစပတ်ဆက်ရှုံးလဲဆိုတော့တော်တော်ကြီးကို อะเลโรတွေเนี่ยရှုံးတယ်ဗျာရုပ်ပြအစင်ပြကြီးရှင်းတယ်ရှုံးတယ်အဲ့တော့ဟို159 30ပြန်ပွဲကိုဘယ်လိုထပ်ပြီးပြောလို့ရလဲဆိုတော့ time fighter တွေလုံးဝနိုင်ပွဲမရတဲ့ပွဲအဲကွန်းထဲမှာပေါ့เนาะ time ပြည့်သက်တွေတိတ်ဆိတ်သွားတဲ့ပွဲမျိုးလို့ပြောလို့ရတယ်ဟိုဟိုလူပီနီကွန်းထဲမှာပေါ့เนาะဟို time fighter တွေလုံးဝမျက်နှာပန်းမလှတဲ့ပွဲမျိုးလို့ပြောလို့ရတယ်ပထမပွဲကဟိုပထမပွဲကကျွန်တော်ထပ်ပြီးသတိထားမိတာကဟိုတောင်ပုံเนาะတောင်ပုံနဲ့ A Chamari နဲ့ပွဲပေါ့เนาะအဲ့ဒီ အဲ့ပွဲမှာတောင်ပုံကနှစ်ကောင်းနှစ်ယောက်စလုံးကပွဲဆက်တာနဲ့အုံးအုံးနေထိုးကြတယ်ထိုးပြီးတော့တောင်ပုံကပထမချီနဲ့လဲသွားတယ်ပွဲပြီးကန်နီးလေးမှာပထမချီပြီးကန်နီးလေးမှာရှုံးသွားတယ်အဲ့တော့ရှုံးသွားတော့ဟိုအဲ့မော်ရိုကိုဖိုက်တာပေါ့နော်အဲ့မော်ရိုကိုဖိုက်တာကိုကျွန်တော်ကဘောနဲ့ဘေးမဲ့ထင်တာမဘေးဘူးမဘေးတဲ့အပြင်အင်တာဗျူးတောင်မလုပ်ပထမချီနဲ့ပွဲသိမ်းတာနော်အဲ့တော့ပထမချီနဲ့ပွဲသိမ်းတာအဲ့တော့ဩဒါကတော့အရှိဆုံးပွဲမှာပေါ့နော်ဟိုဒါအေးမကြည့်တဲ့ပွဲမှာမပေးတာနေမှာပါဆိုပြီးတော့ ဒီတိုင်းပဲဆက်ပြီးတော့ကြည့်လိုက်တယ်ကြည့်ပြီးတော့နောက်ထပ်ဆက်ဆံပွဲဆက်ဆံပွဲမှာကြတော့ဟိုအေဆန်တမ်ဘောကပြည်သက်တွေအကုန်လုံးသိတယ်အဲဘာလို့ပြည်သက်တွေအေဆန်တမ်ဘောကိုသိလဲဆိုတော့ All in Sandy 116ပြိုင်ပွဲ တမ်ဘောမှာထိုးတော့ကတမ်ဘောကိုလာတော့အေဆန်တမ်ဘောနဲ့အောင်လာနဲ့လင်းရင်တစ်ခုတည်းပဲအဖွဲတစ်ခုတည်းပဲဖွဲ့ပြီးလာတယ်အေဆန်တမ်ဘောကလည်းအဲ့ဒီပွဲတော့ကဒီဟို ကိတ်ကလစ်ကနီးပြကြီးဟင်ရီဟူးနဲ့အတူလေးကျင်တယ်အောင်လာကလည်းခင်ရီဟူးနဲ့လေးကျင်တယ်အဲကြောင့်မို့ဆရာတို့တပည့်နှစ်ယောက်ဒီတမ်ဘောအတူလာတယ်ဟိုသူတို့ team အတူတူပေါ့နော်သူတို့ warm up လုပ်တဲ့ training တွေမှာလည်းသူတို့အတူတူလုပ်သွားတယ်ဒါကြောင့်မို့ eastern tempo အကြောင်းပြည့်တဲ့တွေသိတယ်အဲ့တော့သတိမထားမိပါပဲရှိမယ်သိတယ်အဲ့တော့ဟိုဆက်ဆက်နဲ့ထိုးကြတယ်ပေါ့ဆက်ဆက်နဲ့ထိုးတော့အာ ဒီနေ့မှာကျွန်တော်ထပ်ပြီးနည်းနည်းလေးပြောချင်သေးတယ်။ဘာဖြစ်လို့ကျွန်တော်ဒီလိုပုံစံမျိုးတင်ဆက်လဲဆိုတော့ကျွန်တော်ပြောချင်တဲ့ detail လေးကြတော့လေဒီလိုပုံစံမျိုးပြောရတာကြာကျွန်တော်ပို့ပြီးအားရလို့ပေါ့နော်။အဲ့လိုကြောင့်မို့ဟို sorry ဒီပုံမှန်တင်ဆက်နေကြအတိုင်းမဟုတ်ရင်ဟိုပြည်သက်တွေအတွက်တမျိုးလေးဖြစ်သွားရင်ကျွန်တော်တို့ကျွန်တော်တောင်းပန်တယ်။ဒါပေမဲ့ကျွန်တော်ဒီလိုပုံစံမျိုးပြောရတာကြာတော့ပို့ပြီး detail ကြတယ်လို့ကျွန်တော်စိတ်ထဲမှာခံစားလို့မို့ဒီလိုမျိုးကျွန်တော်ပြောတာပေါ့နော်။အဲ့တော့ဟို one championship ကဆက်ဆံကို တွဲပြီးတော့ခေါ်တယ်။အဲ ဘလို့ခေါ်လဲဆိုတော့ဆက်ဆန်ရဲ့အနေထားကသူ့ရဲ့ထိုးပုံထိုးပေါင်းနဲ့ကအမှန်တိုင်းပြောရင်သူ့ရဲ့ထိုးပုံထိုးပေါင်းနဲ့ကဟိုထိုင်းချင်းချင်းဆိုရင်မလွယ်တော့ဘူးဗျာသူတို့ technical အပြုပြီးကစားတယ်ဘာလို့ဆိုတော့ तू ကဟိုသူကလည်းဖြောပြမှုပေးတယ်အနာခံပြီးတော့အနီးကပ်တွေရိုက်တယ်အဲ့လိုဆိုတော့အရင်ကြီးဟိုနစ်စ်နဲ့ကောင်းတဲ့လူရင်းဆိုတော့ तू အဲ့တော့ဆက်ဆန်ကိုသူတို့ကတဲလိုက်ရင်နိုင်ငံခြားသား fighter နဲ့ပဲတဲတယ်ဘယ်တော့မှအရင်ကောင်းတဲ့လူမဟုတ်ဘူးအဲ့လိုနိုင်ငံခြားသား fighter နဲ့ပဲတဲတယ် ဟိုနိုင်ငံသားနဲ့ထိုင်းပြည်သက်နဲ့အလိုအပြိုင်နဲ့ပေါ့တနည်းအဖြစ်ပေါ့နော်သူတို့ဖိုက်တာကိုဟိုဟိုအရင်ကြီးဆွဲခေါ်လို့မရတဲ့အနေထားမှာဟိုသူတို့ဖိုက်တာလည်းပိုပြီးကောင်းအောင်မလို့အဲ့လိုပုံစံမျိုးပွဲချင်းကတ်တယ်လို့ကျွန်တော်ကမြင်တယ်ဒါကြောင့်မို့အီဆန်တန်ဘောနဲ့ပွဲဖြစ်တယ်တန်ဘောနဲ့ပွဲဖြစ်တော့ကြတော့ပွဲထဲမှာထိုးတဲ့အနေထားမှာတန်ဘောကတန်ဘောရှေ့ပွဲတွေတော့တော့ဘယ်လိုကစားလို့လဲတော့မသိဘူးဒီပွဲမှာတော့အတော်ကောင်းတယ်ဗျလုံးဝပေါ်တယ်ဗျပထမအချိန်မှာကလေးကဆက်ဆက်နော်ဒေါင်းကြတယ် ပထမချီပြီးကန်နီးမှာကျွန်တော်ပွဲသိမ်းလိုက်ပြီးလို့ထင်နေတာပွဲသိမ်းလိုက်ပြီးလို့ထင်တဲ့အချိန်မှာဘေးကဟိုအချိန်စိတ်သွားတယ်ခေါင်းလောင်တော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 ်နဲ့မြည်သွားကြတော့ပွဲရက်လိုက်ရတယ်အဲ့မှာကလေးကဟိုပွဲတော့ခဏနဲ့ပြီးတော့မယ်ဆိုတာသိတယ်သိတော့ကြတော့ဒုတိယချီပြန်စားတယ်ကျွန်တော်သိချကြည့်တယ်ဒါပေမဲ့အဲ့ချိန်မှာဆက်ဆက်ပြန်ပြီးကမ်ဘက်လာတယ်ကမ်ဘက်လာတော့အီဆန်တမ်ဘောနည်းနည်းလေးပြန်ထိလိုက်တော့တမ်ဘောကအရင်ကြီးသူစွန်စားမှုလုံးလုံးလို့မရဘူးဆိုတာနည်းနည်းသတိထားလိုက်ပုံရအဲ့မှာဒုတိယချီမှာလည်းသူ knock down ပြောင်းတော့ထိုးလိုက်တယ် ဒါပေမဲ့ဟိုအရင်ကြီးမစွန့်စားတော့သူ့ဟို effective ဖြစ်အောင်ပေါ့နော်ဒါပေမဲ့သူ့ရဲ့တိုက်ကွက်လဲစုံတယ်ပေါ့နော်အဲ့တော့တတိယအချိန်မှာတော့ရှေ့ကနှစ်ချိန်မှာကလေးနဲ့နေပြီးရဆိုတော့တတိယအချိန်မှာသူတေချာပေါက်တေချာလေးကိုတိုင်းပွဲရရတော့ပေါ့နော်ပွဲရလိုက်ရတဲ့အနေထားမှာဒီပွဲချတော့လေဒီပွဲကြတော့ဟိုဟိုပွဲပြီးမှာပေါ့နော်အီဆန်တမ်ဘောကသူဒီဒရင်းစာရှင်းလင်းပွဲလုပ်တဲ့မီဒီယာဘူးထဲမှာသူ တော်တော်ကြီးကိုမချိမဆန့်နေဖြစ်နေပုံစံပဲဗျာဖြစ်လို့လဲဆိုတော့ဘောနက်မရလိုက်လို့ဗျာပြိတက်တွေအကုန်လုံးလဲသိရဗျာဘာလို့ဘောနက်မပေးရလဲဘာလို့မဘောနက်မပေးရလဲသူတို့အကြောင်းပြတာကကျွန်တော်မြန်မာတွေဘောနက်မရရင်ဝူဝါဝါထိုးလို့ငွေထိုင်းစတိုင်မဟုတ်လို့ဟိုပညာရက်နဲ့ပွဲသိမ်းတာမဟုတ်လို့သူတို့အဲအဲ့လိုအဲ့လိုအဲ့လိုပြောတယ်ဒီတစ်ခါတော့သူတို့လည်းပြောလို့မရတော့ဘူးဗျာမရတော့ဆိုတော့က ASN number ထိုးသွားတဲ့အနေထားမှာဗျာပညာကလုံးဝပညာရဲ့ပိုင်းက6ရောက်ရောက်လက်ရောက်တောင်ပြောစရာမလိုဗျာ ဟိုဒုတိယချီနော်ဒေါင်းကျတဲ့ပုံစံအနေထားမှာဆိုရင်လက်တစ်ဖက်ထဲနဲ့နော်ဘယ်တစ်ဖက်ထဲနဲ့ body shot ထိုးလိုက်အပေါ်ပင့်ထိုးလိုက်အောက်ကနေ white လောက်လိုက်နဲ့ဘယ်ဘယ်တစ်ဖက်ထဲနဲ့ထိုးရဗျာလုံးဝ technique ကဆောင်းရမ်းကောင်းတယ်ပြီးတော့ဟိုပြန်ပြီးတော့ဟို spinning bucket ပုံစံမျိုးတွေတော်တော်ကောင်းတယ်ဗျာတော်တော်ကောင်းတယ်ဆိုတာပညာရဲ့ပိုင်းလေးစုံတယ်ပွဲကို no down နေလက္ခဏာကြောင်းကြောင်းထိုးတယ်ပွဲကိုဖြတ်တဲ့ပုံစံမျိုးနဲ့လည်းရအောင်ထိုးရဲဆိုတော့ဟိုအကုန်လုံးက bonus ဆူရမယ်လို့ထင်တာအဲ့တော့ ဒီတစ်ခါကျတော့သူတို့လည်းကာလို့မရတော့ဟိုသူတို့ထိုင်းပြည်သက်တွေကပါလို့မပေးလဲပေါ့နော်ဘယ်လောက်ထိဆိုးလဲဆိုတော့ဟိုဝမ်ချမ်ပီယံရှစ်ကထိုင်းတွေကိုတအားမျက်နှာလိုက်တဲ့တစ်ခါလေးကျပေါ်လွန်နေပါညာတချို့ကအဲ့လိုတွေထိတောင်ရေးတယ်ဗျာသူတို့အချင်းချင်းတောင်ရေးကြတယ်အဲ့တော့တမ်ပေါ်ကလည်းတော်တော်ခီးတယ်အဲဟိုသူ့အနေနဲ့ပေါ့နော်ဘဘောနဲ့စုရရရတင်ရတဲ့နဲ့မရတဲ့အတွက်ပေါ့ဟိုသူသတင်းစာရှင်းလင်းပွဲမှာလည်းပြောသွားတယ်ဒါကတော့တမ်ပေါ်ပွဲပေါ့နော်နောက်ထပ်ကျွန်တော်စိတ်ဝင်စားနေစောင့်ကြည့်ခဲ့တဲ့ပွဲမှာเนาะအဲ့ပွဲကအဲဆက်တချိုင်းနဲ့ နီကိုကာရီလိုနဲ့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့နီကိုကာရီလိုပွဲကျွန်တော်သဘောကျတယ်ဒီဖိုက်တာထိုးတာကဟိုပညာလည်းပါတယ်နော့ကောက်ပါဝါလည်းပါတယ်အဲ့တော့ကိုနဲ့မှာစက်တချိုင်းနဲ့နီကိုကာရီလိုပေါ့နော်ရှင်လိုက်တဲ့အချိန်မှာကျွန်တော်ရှင်ထိုးနေတဲ့အချိန်မှာကျွန်တော်စိတ်ထဲသတိထားမိတာကဒီပွဲမှာဒီပွဲကနီကိုကာရီလိုကဖယ်သာဝိတ်တန်းကိုစပြီးပထမဆုံးတက်ထိုးတဲ့ပွဲအရင်တော့ကသူကဘန်နဝိတ်တန်းမှာပဲထိုးတယ်ဘန်နဝိတ်တန်းမှာပဲချန်ပီယံကြားပြတ်ချန်ပီယံခပတ်လူပဲနာပြီးနဲ့ လူလို့ရတယ်လူ့ခွင့်ရတယ်အဲ့မှာနာဘီကိုသူအလဲတွန်းနဲ့ရှုံးတယ်ရှုံးတော့ကျတော့သူ40 weight cut လောက်တာသူ့အတွက်အဆင်မပြေတော့ဆိုပြီးသူ feather weight down ကိုတက်တယ် feather weight down ကိုဒီပွဲကပထမဆုံးတက်ပြီးထိုးတဲ့ပွဲအဲ့ဒီလိုပွဲမျိုးမှာတောင်း feather weight down ထိုးနေတဲ့စက်တချိုင်းထက်နီကိုကာရီလိုရဲ့ body ကပိုကြီးတယ်အဲကျွန်တော်စိတ်ထဲမှာလေအားလို့ဒီကောင် body ရဲ့အကြီးပဲလို့ weight down တက်ထိုးတဲ့ကောင်ကဘယ်နဲ့ပင်ကို feather weight down ထက်တောင်ကြီးလွန်းနေဆိုရင်ကျွန်တော်စိတ်ထဲမှာအဲ့လိုတန်းဖြစ်တယ်အဲ့တော့ နီကိုကာရီလိုကထိုင်းဖိုက်တာတွေရဲ့အထာကိုနှက်တယ်လို့ပြောရမလားမွေထိုင်းဖိုက်တာတွေရဲ့အထာကိုနှက်တယ်လို့ပြောရမလားပွဲဆောင်ကလေးသူ့မှာကသူ့မှာပွဲဆောင်ကလေးကဗျာဒီ relax လည်းအပြည့်ရှိတယ်ဟိုစနစ်တကျလည်းဖဖဖဖဖဖလှုပ်သွားလည်းအရင်ကောင်းတယ်ပြီးတော့တကယ်လည်းပွဲလည်းသိမ်းသွားပဲစက်တချိုင်းကိုလည်းအမှောက်သိပ်သွားတယ်အမှောက်သိပ်သွားတက်တက်ရရနေပဲအမှောက်သိပ်တာပဲအဲ့မှာ ဧဘရဖူးပေါ့နော်ဧဘရဖူးဆိုတာကတရားတော့ဧဘရဖူးကကြာပြီပေါ့နော်အဲ့မှာဘယ်လိုလုပ်လဲဆိုတော့ဟိုဒီ1530ပြန်ဝင်မှာဧဘရဖူးခံလိုက်ရတာကနီဂိုကာရီလို့ဘာလို့ဆိုတော့မစ်ချက်ဆန်ကပေါ်တက်လာတက်လာပြီးတော့အင်တာဗျူးတွေအာဂျူမန်တန်တန်သူ့ရဲ့သူ့ရဲ့ vibe တိုင်းပေါ့နော်သူ့ရဲ့ vibe တိုင်းဟိုစကားမဆက်အခုဟိုထိုင်းကဒီငလျင်တန်နေငလျင်တန်နေပြည်သူတွေအတွက်ငလျင်တန်ခံပြည်သူတွေအတွက်ဒီတဲလိုက်တဲ့ ဟိုလေလံတင်လိုက်တဲ့ဘောင်းမီနှစ်ထည်ကိုမစ်ချက်ဆန်အခုဝမ်ချန်ပီယံရှစ်ကအနောက်ဆန်မစ်ချက်ဆန်ကဘတ်တောင်းပေးပြီးတော့လေလံဆွဲထားပြီ Thank you Thank you Mitch အဲ့တော့ဒါကတော့ကျွန်တော်စကားကြုံတော့မဟုတ်ခုနကမပြောလိုက်လို့ထည့်ပြောပါဘူးအဲ့တော့မစ်ချက်ဆန်ကနီကိုကာယီလို interview interview ပြီးတော့သူ့ရဲ့ပုံစံအတိုင်းပဲတက်တက်ကြွကြွနဲ့ဟိုဘာ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 သူပြောပြီးတော့နောက်ပိုင်းကျတော့သူက Ladies and Gentlemen ဘာညာဆိုပြီးတော့သူကသူ့ရဲ့ speech ကိုပိတ်တော့မလို့ပိတ်တော့မလို့ဆိုတော့ဟို mission noise ဘာညာဆိုပြီးတော့လှုပ်လိုက်ပြီလှုပ်လိုက်တော့ကြတော့ ဟိုပြောကြတာကပြည်သက်တွေလက်ခုပ်တီးပေါ်ဒီနီကုတ်ကာရီလိုကလက်ခုပ်တီးကနေပါညာအဲ့လိုပြောပြီးတော့သူကဆင်းတော့မဲ့အထာနဲ့အဲ့ချိန်မှာနီကုတ်ကာရီလိုကအန်အားတွေတင့်တယ်ဟောပြလို့ဟိုသူ့ကိုဘောနက်မပေးဘူးလားပေါ့နော်အဲ့လိုမျော်လင့်ထားတဲ့ချိန်မှာအဲ့လိုသူကငါဘောနက်မပေးဘူးလားအဲ့လိုဖြစ်တဲ့ချိန်ညမှာဟိုလက်ခုပ်တီးပါလို့လဲဆိုတော့အဲ့ကြမှာဒေါ်လာဘောနက်ဒေါ်လာ9000ဆိုတော့အဲ့ကြမှာနီကုတ်ကာရီလိုထောက်ခုံပြီးတော့ ကျွန်းနေပြက်တော့ပါပဲစက်တိုက်ကျွန်းနေစက်တိုက်ပြက်တာပေါ့နော်ဒါကတော့ကျွန်တော်တို့ကွန်းထဲမှာဟိုဝါဝါဝါဟီဟာလေးဖြစ်ခဲ့တဲ့အခိုက်အတန့်ပေါ့နော်ဟိုလှုပ်တော့လာလေးဟိုမစ်ချက်ချင်းလဲအကွက်လေးရွှေ့သွားတာလှတယ်နီကိုကာရီလိုလဲဆပရိုက်တိုက်ခံလိုက်ရတာပေါ့နော်အဲ့လိုအဲ့လိုနေထားလေးပေါ့အဲတကယ်လေးအဲ့ဒီဒီပွဲကတော့တော့ကောင်းတယ်အဲ့ပွဲပြီးတော့ဒီအဲရက်ကီယန်အာဇယ်နဲ့ပေါ့နော်နီကိုလတ်စ်တို့ပွဲပေါ့နော်ဒီပွဲကတော့ ထပ်ပြီးလည်းမပြောချင်တော့ဘူးဒီပွဲနဲ့ပတ်သက်ပြီးပြောရရင်ကျွန်တော်ပြောပေါင်းလဲများပြီးဒီ fighter နှစ်ယောက်ကနောက်ထပ်ဆက်ပြီးတော့မကြည်ပွဲတဲလဲဒီပုံစံပဲဖြစ်မှာပဲသူနိုင်လိုက်ကိုနိုင်လိုက်သူမသားကိုမသားနဲ့အခုလဲဒီတိုင်းပဲဒီနိုင်နှစ်ယောက်ပွဲကဘယ်တော့မှလဲပြတ်မှာလဲမဟုတ်ဘူးပြီးတော့ကြတော့ချီရတာလဲကောင်းတယ်ဗျဟုတ်သူ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 ဆော့ကိုဆော့ပဲဒီပွဲမှာကျွန်တော်သတိထားမိတာကနီကိုလတ်စ်ကလိုကစ်တွေတားသုံးတယ်လိုကစ်ကိုလိုကစ်ကနေဖက်ဖက်ဖက် ထွက်လာပြီးဆိုမှလက်သေးလာတယ်။ Regian RC ကအဲ့လိုမဟုတ်ဘူး။ Lockit ကိုသူကဟိုကောင် Lockit အာအပြုံနေမှန်းသိတော့သူက Lockit ကို trap နေနဲ့ထားတယ်။ဟိုကောင် Lockit Lockit လာပြီးဆိုမှနဲ့သူကအပါတဲ့ white လက်သေးတွေနဲ့ boxing ပို့ပြီးတော့အပြုံပြီးကစားရပါဘူး။အဲ့ဒီနေထားမှာ Regian RC တားတယ်။ knockdown တစ်ချိန်ရတယ်။အဲ့တော့ Regian RC ကဒီခါလဲထပ်ပြန်နိုင်တယ်။အဲဒါပေမဲ့သူက weight ကျော်တဲ့အတွက် champion ကပတ်တော့မရလိုက်ဘူးပေါ့နော်မရလိုက်ဘူး အဲ့ဒီနေထားမှာပေါ့နော်အဲ့ဒီနေထားမှာကျွန်တော်ပြောချင်တာကဒါကကိုင်းနဲ့ကကိုင်းနဲ့တော့ကြည့်တဲ့ပြည်သက်တွေပဲမြင်ရမယ်ဝမ်ချမ်ပီယံရှစ်ကလူတွေရဲ့ professional ဆန်တဲ့ပုံစံပေါ့နော် professional ဆိုတာကတယောက်နဲ့တယောက်တော့မနဲ့ကိုယ့်အလုပ်ကိုယ်လုပ်ကြရဆွဲသဘောပေါ့အဲ့မှာပွဲပြီးသွားရင်သူတို့ငါးကြီးထိုးပြီးသွားရင်ဘယ်သူနိုင်မယ်ဘယ်သူဘာမှဘယ်သူရှုံးမယ်ဘယ်သူမှမသိတယ်ဟိုအဲ့ချိန်မှာဟိုကွန်းပီးကနေဟိုဝမ်ချမ်ပီယံရှစ်ထိုင်းလန်အကြီးကဲကသူကဟိုဟွာယိုကပတ်ကြီးကိုပါသူကအပေါ်မှာ တက်ပြီးတော့ဆွတ်ဖို့သူဟာနဲ့သူတက်နေပြီတက်ပြီးတော့သူကပတ်ကြည့်လို့သူဟာနဲ့ကင်လိုက်ဟိုလိုပါလို့လိုက်ဒီဘက်ကအနောင်စာက risk ဟို reset ကိုမကြင်ညာသေးဘူးအဲ့တော့ဟို Nicholas ဘက်က corner တွေကအသူတို့လူ နိုင်ပြီလို့ထင်နေတာဘာဖြစ်လို့လဲဆိုတော့ဟိုဒီဘက်ကကပတ်ချင်းမြင့်မဲ့လူကလည်းတကြောကြောဖြစ်နေပြီအနေထားကဒီက Regian Arsenal ကဝိတ်ကျော်ထားတဲ့အတွက်သူကနိုင်ရင်ချန်ပီယံကပတ်မရဘူးဆိုတော့သိတယ်အဲ့တော့ Nicholas ပဲချန်ပီယံကပတ် အချက်မြန်ဖြစ်ခွင့်ရှိတယ်ဆိုတာလည်းသိတော့ကြတော့နီကိုလတ်စ်ဘက်ကဟိုဟိုဟိုရီကဘောနော်ဒီပြိတ်သက်တွေကအုံးဖြစ်နေသူ့ဘက်ကလူသူတို့နိုင်မဲ့ပါညာဆိုတကယ်အနောက်စားကျင်ညာတော့ကြတော့ရဂီယန်ဟာဆင်နိုင်သွားတယ်ဒီဘက်ကထိုင်းလန်အကြီးကဲတောင်မနဲ့သူကတော့အော်ငါဟိုဝမ်လောက်လာတယ်ပြန်ဆင်းသွားပြောချင်တာကရက်ဆက်ကိုဘောနော်တောင်းနေတော့ပေးမသိဘောနော်သူတို့အချင်းချင်းမှာတော့မသိဘဲနဲ့အဲ့လိုအဲ့လိုပုံစံမျိုးလေးလှုပ်သွားဘောနော်အဲ့တော့ ဟိုဒါကတော့ဘဟုသုတပါကျွန်တော်ကွန်းတဲ့အထိကြည့်ရတဲ့လူတယောက်အနေနဲ့ဟို DB ဖန်နာပြင်ပေါ်ကလူတွေမမြင်ရတဲ့မြင်ကွင်းတစ်ခုကိုကျွန်တော်ပြောပြတာပေါ့နော်ဟိုသူတို့ professional ဆန်တဲ့အကြောင်းပေါ့နော်ဟို reset ကိုတော့တကယ်ဆိုရင်သူတို့ regain as a nine moment တည်ရင်သူတို့ဒီကပတ်ကြီးကိုပေါ်တင်းစရာအကြောင်းမရှိဘူးလေဟိုစင်မော်တီဆွဲပြီးတော့ယူပြီးတော့ဟိုကိုချိုးဝိုင်းတောင်းတီလောက်စရာအကြောင်းမရှိဘူးလေအဲ့တော့ အတွေ့အကြုံတစ်ခုပေါ့နော်ဒါကဟို promotion လေပတ်တဲ့သူတွေဒါမျိုးလေးသိအောင်ပေါ့နော်ကျွန်တော်ပြောပြပါပေါ့နော်အဲနောက်တစ်ခုပွဲကတော့ဟိုအများကြီးပြောစရာမလိုဘူးလို့ထင်တယ်ဒီ Roman Quickly ya နဲ့ပွဲကပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုသူ့ရဲ့ပြိုင်ဘက်ကသူ့မှာ CV ကောင်းကောင်းတော့ရှိရမှန်တယ် CV ကောင်းကောင်းရှိရမှန်တယ်ဒါပေမဲ့ Roman Quickly ya ကိုရှင်နိုင်လားမရှင်နိုင်လားဆိုတော့ဘယ်သူမှလည်းမသိဘူးပထမဆုံး1 championship မှာထိုးခွင့်ရတဲ့ ွဲမှာပဲချန်ပီယံကပ်တန်ပီစိန်ခေါ်ခွင့်ရရပါတော့အဲ့တော့ဟိုတချို့ပြည်တက်လေးတွေကျွန်တော်လာပြောတယ်ဒီပွဲကတော်တော်ကြီးကိုတစ်ဖက်သက်ဆန်လွန်းတာပဲဆိုပြီးတော့အဲ့ဒါကျွန်တော်သူတို့တောင်ပြောမိရဲ့မဟုတ်ဘူးလို့ Roman Kriglia ကပြန်ပဲကင်းနေရလို့ပြီးတော့သူ့မှာကချန်ပီယံကပ်ကာဝယ်ပွဲလည်းမထိုးရတာပွဲမစိတ်ဘူးလို့ Heavyweight တန်းတော့ကရှားတာတားခက်တယ်လို့အဲ့တော့သူတို့လည်းရထက်လူနဲ့ပွဲတရတာဘောလို့အားကြောင့်မလို့ဒီပွဲဆိုရင်တည်တယ်လို့ဘယ်လိုရလက်ထွက်လာမလဲပေါ့နော်ဟို အများစုကတော့ဘယ်လိုနိုင်မလဲဆိုတော့ခမန်းလို့ရတယ်လို့ဘာဖြစ်လို့လဲဆိုတော့ချန်ပီယံကပတ်နှစ်ခုကင်ထားတဲ့ဖိုက်တာတယောက်ကိုပွဲအရင်ကြီးဝေးလို့လည်းမရဘူးလေပရိုမိုရှင်းဘက်ကကြည့်ရင်လေအဲ့တော့သူတို့လည်းရတဲ့ဖိုက်တာနဲ့ရှာပြီးတော့တဲရတာပဲပေါ့နော်ဒီပွဲမှာလည်းဖြီးတိန်ဖိုက်တာဟိုပြောရရင်ဘာမှတော့မလုံနိုင်ပါဘူးဟိုရိုမန်ခွက်ကလီယာခဏလေးတင်ပေါ့နော်ဟိုဘော်ဒီလည်းကြီးတယ်ဟိုလက်သွတ်တယ်စကေးပိုင်းလည်းတခြားစီပေါ့နော်အဲ့တော့ အမောက်တိတ်တာပါပဲချက်ချင်းမောက်တိတ်တယ်အဲ့တော့ခေါင်းပွဲတော့အများကြီးပြောစရာမလိုဘောနော် ပြောစရာမလိုဘူးဟိုပြိတက်တွေလည်းဒီတိုင်းပဲမှတ်မယ်ထင်တယ်အဲ့တော့ဒီအမြင်ကတော့အများကြီးပြောစရာမလိုဘူးဆက်ပြီးကျွန်တော်ပြောချင်တာကဘောနော်ဆက်ပြီးပြောချင်တဲ့သတင်းကဒီဒီဒီလာမဲ့တောက်ကြနေကျင်းပါမဲ့ဒီ one friday fight 104ပြိုင်ပွဲအတွက် one championship ကဘာဝင်လာမဲ့တွဲဆိုင်တွေအကုန်လုံးကိုချပြလိုက်ပြီး အဲဆွန်ရဲရဲ့ဘွဲကဒီအလဲကောင်းမှာဆိုတော့ကျွန်တော်တို့ပြိတ္တတွေစောင့်ကြည့်မဲ့ပြိတ္တတွေနေနဲ့အရင်ကြီးအရေးပြဆရာမလိုဘူးစောင့်ဟိုအချိန်ညနေထိစောင့်ဆရာမလိုဘူးအဲ့တော့စောစောဟိုအချိန်ကောင်းမှာကြည့်ရမယ်ပေါ့နော်ဟိုဒီဘွဲမှာတော့ဆွန်ရဲတပွဲပဲပါလာတယ်အဲကျွန်တော်ထင်တဲ့ဖိုက်တာဘွဲ ပါမလာဘူးနောက်ထပ်ပါလာမယ်လို့တော့နောက်ဘွဲတွေမှာပါလာမယ်လို့မျှော်လင့်တယ်အဲဒီဘွဲပြီးလို့နောက်ထပ် 135 105ကြာရင်လည်းမြန်မာ fighter တယောက်ပွဲလာအောင်မယ်အဲ့တော့မနေ့ကပြောခဲ့တဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ဒီ April Legend ချိန်မှာလည်းကျွန်တော်တို့ fighter တွေရဲ့ပွဲစဉ်တွေရှိမယ်ဗျနောက်ဆုံးအနေနဲ့ပြောချင်တာပေါ့နော်ဒီ Joshua Ban တို့ flying weight တန်းကပေါ့နော်ထိတ်တန်းပွဲတစ်ပွဲအကြောင်းပေါ့နော်အဲ့ပွဲကတော့အားလုံးလည်းသိထားတဲ့ပွဲဘာပွဲလဲဆိုတော့ဒီ Brandon River နဲ့ Manekap တို့ကိုပွဲတည်လိုက်တဲ့အနေထားပေါ့နော်အဲ့တော့ Brandon Roba ကတော့ပြည်တက်ကိုကျွန်တော်အမြဲတမ်းပြောတယ်ဟိုသူ performance bonus ရလိုက်ပြီဆိုရင် fight of the night တွေကနေကြီးပဲရတယ်ဒီသူ့ပွဲတွေကခေါင်းပွဲတွေငါးကြီးပွဲတွေကနေများတယ်ငါးကြီးအနေထားမှာလဲသူကသူလဲခံချင်ခံမလေးသေးသူကလဲရအောင်ထိုးရဲဆိုတဲ့ပုံစံမျိုးကြောင့်မို့ fight of the night တွေတအားများတယ်ပေါ့နော်အဲ့လိုပုံစံမျိုးရတဲ့ Brandon Roba နဲ့လက်ရှိပုံစံကောင်းမလို့ flyweight တန်းမှာပန်ဒိုဂျာပြီးရင်ပုံစံအကောင်းဆုံးဖြစ်နေတဲ့ Manny Cap တို့တွေ့လိုက်ပြီပေါ့နော်အဲ့တော့ promotion ဘက်ကတော့ကျွန်တော်ထင်တာတော့ Kainkara Friend နဲ့ဒီ Pandoja တို့မှန်းထားပုံရတယ်ဒါကြောင့်မို့ဒီ fighter အရင်နီးနေတဲ့ fighter ညောက်ကိုပွဲတက်လိုက်တယ်ပေါ့နော်ဒီပွဲကပွဲကောင်းတဲ့ပွဲပဲမြေတက်တယ်လည်းသိတယ်ကျွန်တော်လည်းသိတယ်လုံးဝပွဲကောင်းတဲ့ပွဲပဲအဲနိုင်တဲ့သူကလည်းဒီ flyweight champion ကပဲစိန်ခေါ်ဖို့ဒေဂျာပေါက်ရမယ် Brandon Roberg ကတကယ်တကယ်ရတဲ့နေပြီဒါပေမဲ့သူကခြေထဲမှာဒဏ်ရာပြဿနာတွေရှိခဲ့တဲ့အနေထားဆိုတော့ကြတော့ သူ့တွေနည်းနည်းလေးပြန်ပြေးဟိုနောက်နောက်နောက်ဆုတ်ပေးရတဲ့အနေအထားမျိုးဖြစ်သွားရပေါ့နော်မာနေကပ်ကတော့ဒီအတိုင်းအကောင်းဆုံးပုံစံရရနေပြီအဲ့တော့ဘရန်နန်ရိုဘာနဲ့မာနေကပ်ဘသူရှင်ထိုးတဲ့အနေအထားဘသူတားမလဲဆိုတာလဲရင်ခုန်မှုကောင်းတယ်တရားတော့ပွဲကောင်းလေးတပွဲဆိုတာကျွန်တော်ပြောပြခြင်းလို့မဟုတ်ပေါ့နော်အဲ့တော့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲပေါ့နော်ဟိုနားဆင်ပေးတဲ့ပြည်သက်တွေလဲခြေစူးတင်ပါတယ်ပေါ့နော်ဒီထူးခြားတဲ့သတင်းတွေရှိရင်လဲဆက်ပြီးပြောပြသွားအောင်မယ် အဲငလင်းဘေးတော့လဲဟိုတက်နိုင်လောက်ဟိုဝိုင်းဝန်းပြီးတော့ကုညီကြပါဘောနော်ဟိုဘေးဟာဘေးဟာကုညီပါလို့တော့မပြောကိုတက်နိုင်တဲ့အနေထားရအများရှိတယ်ဟိုငွေကြေးရမှမဟုတ်ဘောနော်ဒီလူတွေမှာကိုလုံနိုင်တဲ့ capability တွေအများရှိရပါတော့အဲ့တော့တက်နိုင်လောက်ကူညီကြပါဟိုအချင်းချင်းလဲတရင်ချက်လက်တွေဖြန့်ဝေကြပါပေါ့နော်ကျွန်တော်တို့အနေထားကဘယ်သူမှလဲအာကိုလို့ရတဲ့အနေထားမျိုးကိုယ့်ဘာနဲ့လို့အာကိုနေရတယ်ဒီကြတဲ့ဒုက္ခမျိုးမျိုးပေါ့နော် ဟိုဒီချားတဲ့တဘာဝဘေးတယ်မဟုတ်ဖ ೇನೆ ဟိုနိုင်ငံရေးတွေကပါကျွန်တော်တို့ပေါ်ရိုက်ခတ်နေတော့ကြတော့အချင်းချင်းလက်တွဲပြီးရှေ့ဆက်ကြပါဘောနော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ